မိတ်ဆွန်ခါဒီနေ့ win from the north ကနေမျှဝေပေးသွားမယ်။ရှမ်းအစားအစာလုံနီလေးကတော့ရှမ်းပြည်မြောက်ပိုင်းစတိုင်မြေအိုမီရှိလုံနီလေးပဲဖြစ်ပါတယ်။ဒီနေရာမှာမြေအိုမီရှိပဲပဲဒေတာနဲ့မဆိုလုံနီရအတူတူပဲလို့မေးစရာတွေရှိလာနိုင်ပါတယ်။အဲ့ဒါဆိုရင်လုံနီတွေကဘာမတူလဲဆိုတာသိရအောင်ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးကြပါနော်။ မီယိုမီးရှေချက်ဖို့အတွက်ဘလိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့မီးရှေဖက်ကောင်းကောင်းရယ်ကိုကြိုက်နေတတ်တဲ့အယွမ်းမိုးပေပြားလိပ်ဒါတွေလိုပါမယ်ရှင် ပြီးရင်တော့မြေအိုမိရှိတဲ့အထဲမှာအစာပလာတွေကိုကျမတို့ပြင်ထားရပါမယ်။အဲ့ဒါတွေကတော့ဘဲငပီ၊ဟိုတရက်က ကျမချက်ပြထားတဲ့စီမွေး၃မျိုး၊ကိုကြိုက်နှစ်သက်ရအသားကိုဘဲငပီလေးနဲ့ချက်ထားတဲ့အသားဘဲငပီအနစ်ချက်၊ဝတ်သားကို ပြုတ်ပြီးတော့မှတောက်တောက်ဆင်ထားတဲ့ဝတ်သားအနစ်ဒါတွေလိုပါမယ်။ ကျဲ့တုံဖြူနဲ့နန်တန်ပင်ထောင်းထားတဲ့အရည်လေးထည့်ပါမယ်။တို့ဘူးရံကိုလည်းခြေပြီးတော့မှအရည်လေးဖြော်ထားပေးပါ။တခြားပါဝင်ပစ္စည်းတွေကတော့အကျွံ့ရွံ့မူ၊ကျက်ဦးချောင်း၊ငုံဦး၊ကျဲ့တုံမိန်နန်တန်ပင်ဒါတွေပါပဲရှင်။ အသားပဲငပိချက်ချက်နီလေးကလည်းအရန်ကိုလွဲပါတယ်။တဲအိုးထဲမှာချက်သွန်ဖြူကိုစီတက်ပဲငပိထဲပြီးရင်တော့ကိုတင့်တော်လိုလီထားတဲ့အသားကိုထည့်ပြီးတော့မှ နောက်ဆုံးရေလေးထည့်ပြီးစီပြန်လာတဲ့အထိတဲပင်ရပါပြီ။ဒီနေရာမှာကိုကြိုက်နေတဲ့တဲ့အသားကိုကြိုက်လို့တုံးလို့ရပါတယ်။ကျမကတော့အိမ်မှာချက်သားရင်ပုံသားတွေအတင်းရှိတာနဲ့ဒါကိုတုံးထားပါရဲ့ရှင်။ နောက်ထပ်အတိကပါဝင်ပစ္စည်းတစ်ခုဖြစ်တဲ့ဝတ်တာအနည်းချက်ကလည်းမထည့်တယ်ဆိုရင် ရပြီမယ်ကျမကတော့တပါမပိုချူတယ်လို့ထင်လို့ထည့်ပါရရှင်လုံနီကတော့အရန်လွယ်ပါတယ်ဝတ်တာကို ပြုတ်ပြီးမှတောက်တောက်စင်းထားတာပါ ပါဝင်ပြည့်စည်တဲ့အစဉ်တင်ဖြစ်ပြီးဆိုရင်တော့မြေဦးမီရှေစားချက်ပါမယ်။အိုးထဲမှာကြက်ပြုတ်ရည်ကိုစူပွက်နေအောင်တည်ပြီးတော့မှအရင်ဆုံးကြက်ရခက်တဲ့ကြွနွေမိုးကိုထည့်ပေးပါ။ကြွနွေမိုးအနည်းငယ်နူးလာပြီးဆိုရင်တော့ကိုကြိုက်နဲ့တက်ရအသီးရွက်တွေကိုဆက်သေးပါမယ်။ကျမကတော့မုံညင်းဖြူနဲ့ကော်ရခါညွန့်ကိုပဲထည့်ထားပါတယ်ရှင်။အရွက်တွေလည်းကြက်သွားပြီးဆိုရင်တော့မီးရှေဖတ်ထည့်ပါမယ်။မီးရှေဖတ်ထည့်ပြီးပြီးဆိုရင်တော့ပြင်ဆင်ထားတဲ့စီမွေးသုံးမျိုးကိုထည့်ပါမယ်။စီမွေးထည့်ပြီး ရင်တော့ခုနကကျမတို့ပြင်ဆင်ထားတဲ့အသားချက်တွေတို့ဖူးရံအရေးပဲငပ်ပြီးငုံဦးကြက်ဦးချောင်းတခြားပါဝင်ပစ္စည်းတွေအားလုံးကိုထည့်ပေးပါမယ်ရှင်အရတာအတွက်ကတော့စာအရတာမုံဘဲငပြာရေးအကျဲကြညို့အချိုးစတာတွေကိုကိုကြိုက်တယ်လို့မျိုးထည့်လို့ရပါတယ်ရှင် ဘာဝင်ပစ္စည်းတွေအားလုံးကျက်ပြီးလို့မြေအိုးမိရှိအိုးလေးလဲပွက်ပွက်ဆူနေပြီဆိုရင်တော့အရန်အစာကောင်းတဲ့ရှမ်းမြောက်စတိုင်မြေအိုးမိရှိလေးရပါပြီရှင်ရှမ်းမြောက်စတိုင်မြေအိုးမိရှိရဲ့ထူချချက်ကတော့ငရုတ်ချင်တွေမာလာအနှစ်တွေမပါဘဲနဲ့အသားပြုတ်ရည်အယိုးပြုတ်ရည်ကိုအားပြုပြီးဘဲငဝီကောင်းကောင်းလေးနဲ့ချက်ရတာမျိုးလေးပါ အခြားပဲဒေသတွေမှာကော မြေအိုးမိရှိကိုဘယ်လိုပုံစံဘယ်လိုစတိုင်မျိုးတွေနဲ့ချက်စားကြတယ်လဲရှင်ကျေးဇူးပြုပြီးပြန်ပြီး ွေမြပေးတော့ကြပါအောင်နော်အားလုံးပဲလှိုက်လှုပ်ရှားနိုင်မယ်လို့မျှော်လင့်ပါတယ်ရှင်